ော့တချို့ကထင်ငောင်းတင်လေးပဲယဟန္တာဖြစ်ရင်ဘာမှလုပ်စရာမလိုဘူးလို့ထင်အောင်တယ်လေမဟုတ်ဘူးယဟန္တာလည်းလုပ်နေတာတခါတော့မေကွန်းထုတ်တာရှိတယ်ရှင်သာရိပုတ္တရာကို မေးတာလည်းရှိတယ်ပေါ့အရှင်ဘုရားပုထုရှင်တရားရုတရားမြတ်ရအောင်ဘာလုပ်ရမလဲဆိုဩဝိပဿနာတရားပဲအထောမှာပဲနေသဒုက္ခအနတ္တနှလုံးသွင်းရမှာ သင်္ခါရတရားရဲ့မမြဲတဲ့သဘောကိုစဉ်းညစဉ်းစားမှာပေါ့ဟုတ်ပြီဗျာသောတပန်ဖြစ်ရောသောတပန်ဖြစ်လိုက်တာလောရမှာပဲတဲ့တဂရကံဖြစ်ရောတဂရကံလည်းအိသဒုက္ခအနတ္တဝိပဿနာတရားနှလုံးသွင်းရမှာပဲတဲ့အနာကံရောအနာကံလည်းတာပဲလောရမယ်ရဟန္တာဖြစ်ရောရဟန္တာဖြစ်လေအိသဒုက္ခ နှလုံးသွင်းရမယ်လို့ပဲဖြေတော့မေးတဲ့ပုဂ္ဂိုလ်ကရှင်ပြာယဟနာဆိုတာခိရိတာကုတ်ပြီးပြီအမတို့ဆရာမလို့တော့ဘူးမဟုတ်လားလို့ပြောတော့ရှင်သာရိပုတ္တရာကမဟုတ်ဘူးတဲ့တမန်အနေထားမြို့နေလို့ရှိရင်စိတ်ထဲမှာအာယုနောက်ဆရာတွေရရှိတယ်နော် မန်နေမယ်ဆိုရင်အာယုံနောက်ဆရာတွေပဲတွေ့မှာပဲလေ။မျက်စိကမြင်တာအကောင်းမြင်မှာမဟုတ်တာအကုန်လုံးအကောင်းကြီးမှာမဟုတ်တာ မကောင်းတာတွေလည်းမြင်ရတယ်။အာယုံနောက်ဆရာတွေဖြစ်တယ်။အဲ့တော့သင်္ခါရတရားတွေကိုနိစ္စဒုက္ခအနတ္တဝိပဿနာ ရှုနေမယ်ဆိုရင်အာယုံနောက်ဆရာတွေဖြစ်ဘူးတဲ့။ဒါကြောင့်ဝိဟန္တာတွေလည်းနိစ္စဒုက္ခအနတ္တနှလုံးသွင်းရမှာပဲလို့အဲ့လိုဖြေခဲ့တာရှိတယ်။